ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့တန်တမဏီဘီလက်မြေနဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုဈေးရောက်ဝယ်ရောခွင့်လျားချရန်စီစဉ်နေတဲ့သတင်းဖြစ်ပါတယ်။ငလျင်ဘေးသင့်ဒေသများတွင်ပြည်လဲထူထောင်ရေးနဲ့တိဆောက်ရေးလုပ်ငန်းများအထွတ်လိုအပ်သောတန်တမဏီဘီလက်မြေနဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုတက်တာသောစီနုံဖြင့်ဈေးရောက်ဝယ်ရောခွင့်လျားချပေးနိုင်ရန်စီစဉ်နေကြောင်းစီးပွားရေးနှင့်အကူအညီဝယ်ယူအကြီးဌာနမှသိရပါတယ်။အဆိုပါဈေးရောက်ဝယ်ရောကိုငလျင်တန်သင့်ဒေသများဖြစ်တဲ့ပြည်တော်စုနယ်မြေနေပြီးတော့ စပိုင်းတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့ရင်ဈေးပေါင်းမှာဖြစ်ပြီးအခုလိုဈေးပေါင်းနိုင်ရဲ့အတွက်လုပ်ငန်းညင်တဲ့အစီအဝေးတရကိုဧပြီလ29ရက်နေ့စနေနေ့တွင်စီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနတွင်ပြုလုပ်ခဲ့ပါတယ်။၎င်းအစီအဝေးတွင်စက်မှုဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဒေါက်တာချာလီတန်ကငလျင်ဘေးသိမ့်ဒေသများတွင်ပြည်လဲထူထောင်ရေးနှင့်ဒီစာရေးလုပ်ငန်းများအတွက်သံမဏိဘီလက်မြေနှင့်စောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဟာမဖြစ်မနေလိုအပ်သောပစ္စည်းများဖြစ်ပြီးငလျင်ဖြစ်ပွားရာဒေသများကိုစုံစမ်းကြည့်ရရင်လိုအပ်ချက်အရစ င်းတို့ကြီးမြေကွာချမှုများရှိနေသည်ကိုတွေ့ရှိရတယ်လို့ပြောကြပါရယ်။မလင်ဘေးတဲ့ဒေသများရဲ့ဒေသဝေးပစ္စည်းများအရေးအသွေးပြည့်မီပြီးစင်းတို့မှန်ကန်စွာဖြင့်လုံလောက်စွာရရှိနိုင်ရေးအချိန်မီရရှိနိုင်ရေးအတွက်ဈေးရောင်းပွဲတော်ဖွင့်လှစ်အောင်ချပြင်းစစ်စင်းလျက်ရှိကြောင်းနဲ့တည်ရောက်လာတဲ့ဌာနများနဲ့အသိများကလည်းဈေးရောင်းပွဲတော်အောင်မြင်စွာကျပနိုင်ရေးဥပဒေဆောင်ရွက်နိုင်ရန်ဝန်ဝန်ဆွေးနွေးပေးစေလို့ကြောင်းပြောကြားခဲ့တယ်လို့သိရပါရယ်ရှင်။